လူ26ယောက်တနက်တလန်နဲ့စခဲ့တဲ့အာရခတက်တော်အာရခပြည်သူတော်လှန်ရေးအစိုးရနဲ့ပူးပေါင်းပြီးပြည်တော်တစ်ခီစတင်မောင်းနှင်နေပြီလားတီးခြားလွတ်လပ်တဲ့နိုင်ငံဖြစ်လာမလားကွန်ဖက်ဒရိတ်ပြည်အဖြစ်ပေါ်လာမလားလက်ရှိအချိန်မှာ AA ဟာရခိုင်တပြည်လုံးနီးပါးက NASA ကတပ်တွေကိုမောင်းနှင်တိုက်ထုတ်ပြီးတော့မြို့နယ်15ခုအထိအလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပါပြီ စစ်တွေကြောက်ဖြူမန်အောင်သုံးမြို့သာခွက်ခွက်ကလေးကျန်တော့တာမို့ရခိုင်ပြည်မှာစစ်တပ်ဟာစစ်တွေအစိုးရအဆင့်သာသာရှိတော့ပြီလို့ပြောဆိုနေကြပါတယ်။ KIA ဌာနချုပ်အခြေဆိုင်ရာ လိုင်စာဒေတာမှာလူငယ်26ဦးတနတ်တလက်နဲ့စတင်တိဆောက်ခဲ့တဲ့အာရခတက်တော်ရဲ့တော်လန်ကြီးဟာဧပြီလ10ရက်နေ့က16နှစ်ပြည့်လို့လူရိုပေါအရေကို ရောက်လာခဲ့ပါပြီ။အေးဟာရခိုင်တပြည်လုံးနီးပါးကနာဆကတက်တွေကို မောင်းနှင်တိုက်ထုတ်ပြီးတော့ မြို့နယ်15ခုအထိအလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပါပြီ။စစ်တွေကြောက်ဖြူမန်အောင်သုံးမြို့သားကောက်ကွက်ကလေးကျန်တာဟာနဲ့နေတိုင်းမှုခြံလက်ထားရလားဆိုတာကိုကျမတို့ရဲ့ channel မှာတင်ပြခဲ့ပြီးဖြစ်ပါတယ်။ဒီတော့ရခိုင်ပြည်မှာအေးအေးဘာကြောင့်ပေါ်လာရတာလဲ။အေးအေးဖြစ်တည်မှုနဲ့အခက်အခဲကဘာတွေလဲဘလို့ကြော်ဖြတ်လာခဲ့ရသလဲအေးအေးရဲ့စည်ရီနိုင်ငံရေးရည်တည်ချက်နဲ့နောက်ထပ်ဖြတ်ကျော်ရမယ့်စိန်ခေါ်မှုစတာတွေကိုဒီတင်ပြချက်မှာတင်ပြသွားမှာဖြစ်ပါတယ် အေးဖြစ်တည်လာမှုနဲ့အခက်အခဲတွေကိုစတင်ပြီးတော့လေ့လာကြရအောင်ပါအချုပ်ချာအာဏာကိုတရေတည်ထားတဲ့ရခိုင်တော်လှန်ရေးဟာဒေသတွင်းဆင်းရဲမွဲတေမှုဖိနှိပ်ချုပ်ချယ်ခံရမှုတွေနဲ့အချိုးကျပါတယ်အတိတ်ကရခိုင်နိုင်ငံတော်အတွက် အမျိုးသားရေးစိတ်ပြင်းထန်မှုတွေနဲ့အုံကြွမှုတို့အဆုံးမသတ်ခဲ့ပါဘူးဆုံးရှုံးသွားတဲ့အချုပ်ချာအာဏာကိုလက်ပြန့်တောင်းမနေပဲကိုကံကြမ္မာကိုပန်တီးဖို့တိုက်ယူနေပြီးတော့လက်တွေ့ကြတဲ့ချင်းကပ်မှုတွေနဲ့ခရီးနှင်နေတာဖြစ်ပါတယ် AA ဟာပထမခြေလှမ်းအဖြစ်2012ခုနှစ်မှာတချင်တက် KIA ဘက်ကနေဝင်တိုက်ပြီးတော့တိုက်ပွဲအတိအကျုံယူခဲ့ပါတယ်။ဒါ့အပြင်ရှမ်းမြောက်ဒေသကအင်အားကြီးတပ်ဖွဲ့တွေနဲ့မဟာမိတ်ဆက်ဆံရေးတည်ဆောက်ခဲ့ပါတယ်။ပြီးတော့2015ကိုကန့်တိုက်ပွဲမှာ ဝင်ကူတိုက်ပင်းရင်နဲ့တော်လန်ရေးစွမ်းရည်ကိုနှင့်တင်ခဲ့တာကိုတွေ့ရပါတယ်။2019ခုနှစ်ကဝါဦးဆောင်တဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC မှာပါဝင်လာပါတယ်။ဒါပြင် ကိုကန့်ပလောင်အဖွဲ့တွေနဲ့အတူညီနောင်သုံးဖွဲ့ပြုကစည်ရင်းနိုင်ငံရေးမဟာမိတ်ဆက်ဆံရေးလဲခိုင်မာခဲ့ပါတယ်။တစ်ဖက်မှာလည်း AA ဟာများပြားလာတဲ့အခက်အခဲတွေမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့စိန်ခေါ်မှုတွေကို ဘာမှမရှိဘဲနဲ့ရင်ဆိုင်ဖြတ်တန်းလာတာပါတက်ဖွဲ့စည်းကားစားမှဆိုရင်တက်လုပ်ငန်းကြောက်လုပ်ငန်းစားတောက်ဆိုင်ရောင်းတာစတဲ့ရရအလုံးလုပ်ပြီးတော့ရှင်တန်ရက်တီဖို့အတွက်ကြိုးစားခဲ့ရတယ်လို့အေးအေးကောင်းဆောင်တွေကဆိုပါတယ်လူ26ယောက်တနက်တလနဲ့မိုင်းနိုင်ခီးကို မောင်းနေရင်အာရခတက်တော်ကို ကိုကန့်တက် MNDAA ကောင်းဆောင်ဦးဖုန်ကြားရှင်ကလက်နက်တရာလက်ဆောင်ပေးရတယ်လို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဆိုပါတယ် AA ဟာ2014ခုနှစ်မှာကြောက်ဖြူမှာလုပ်ခဲ့တဲ့ရခိုင်အမျိုးသားညီနာခံကိုဒေါက်တာမြို့ထွန်းအောင်ဦးဆောင်တက်ရောက်ခဲ့ပြီးတဲ့နောက်ရခိုင်လူလူနဲ့ထိတွေ့ဆုံရရှိခဲ့ပြီးထင်ရှားလာပါတယ်။ဒါအပြင်2015ခုနှစ်ကစတင်ပြီးမြန်မာ၊ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊တရီကန်နယ်စပ်အဓိက ပလတ်ဝါမြို့နယ်မှာအခြေပြုလှုပ်ရှားပါတယ်။အဲဒီကနေ2016-2019ခုနှစ်တွင်မှာပလတ်ဝဒေတာ ုံနာကျွန်းတောဖြားချောင်းဒေသနတ်တရွေအောရမတို့မှာဂျိုကြားတိုက်ပွဲတွေပေါ်ပြီးတော့လူလုံးထွက်ပြလာပါတယ်။2018နှစ်ကုန်ပိုင်းကနေ2020အထိကြောက်တော်မြောက်ဦးပုံနာကျွန်းဘူဒီတောင်မင်းပြအန်မြေဘုံမြောက်ပိုင်းတခွင်သာမကတောင်ကုန်းဒေသအထိဖြန့်ကျက်ကမြန်မာစစ်တပ်နဲ့အပြင်းထန်ဆုံးသောတိုက်ပွဲတွေဖြစ်လာပါတယ်။ တိုက်ပွဲတွေနဲ့အတူ2019ခုနှစ်မှာမုံတိုင်းကိုဖျက်ကျော်တဲ့ကာလအဖြစ်သတ်မှတ်က2020 Arrogant Dream Rakita Aimet Rakita Lansing ကိုစတင်အကောင့်ထည့်ဖော်ခဲ့ပါတယ်။အဲ့ဒီအချိန်က NLD အစိုးရနဲ့မြန်မာစစ်တပ်တို့ဟာ EE ကိုအကြမ်းဖက်အဖွဲ့အဖြစ်ကျင်းညာခဲ့ပြီးတော့၃လအတွင်းအပြတ်တိုက်မယ်လို့ကြွေးကြော်ကလေတက်ရေတက်ကြီးတက်အင်အားအများအပြားနဲ့နှစ်နှစ်ကျော်၃နှစ်ခန့်အကြာအထိတိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲတွေနဲ့အတူ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA နဲ့ ရခိုင်ပြည်သူအာဏာပိုင်အဖွဲ့ APA ကိုအုပ်ချုပ်ရမှာနေရာယူခဲ့ပါတယ်ဒါအပြင် AA ရဲ့အရန်တက် Arakan Army Auxiliary AAE ကိုစစ်ပွဲကာလအတွင်းတည်င်းရိတ်ခါထောက်ပို့လုပ်ငန်းတွေမှာအသုံးပြုခဲ့ပါတယ်။ပြင်းထန်လာတဲ့တိုက်ပွဲတွေနဲ့အတူ2020ပြည့်နှစ်နိုဝင်ဘာလမှာဆာဆာကာဝါရဲ့ဂျောင်းဝင်မှုနဲ့မြန်မာစစ်တပ်နဲ့အပြစ်ခတ်ရစဲနိုင်ခဲ့ပါတယ်။ ပြီးတော့2022ခုနှစ်အစောပိုင်းမှာတင်းမာမှုတွေကြောင့်အပြစ်ခက်ရဲစဲမှုပြည်ပြေကတိုက်ပွဲတွေပြန်ဖြစ်လာပါတယ်။ဒါပေမဲ့လည်း2022ခုနှစ်နိုဝင်ဘာလမှာထပ်ပြီးတခါအပြစ်ခက်ရက်ခဲ့ပါတယ်။အေးအေးဟာနှွေဦးတော်လည်ရေးတပ်ဖွဲ့တွေကလွဲလို့မြန်မာနိုင်ငံမှာဆိုရင်တပ်တန်းအမှုဆုံးအသက်အငယ်ဆုံးလက်နက်ကိုင်အဖွဲ့တစ်ခုပါ။ဒါပေမဲ့ဒီကနေ့မှာတော့မြန်မာနိုင်ငံမှာအင်အားအကြီးဆုံးလို့သတ်မှတ်ခံနေရပါပြီ။အေးအဖွဲ့ဘာကြောင့်အင်အားကြီးထွားလာရသလဲဆိုတာကိုလွတ်တော်အမတ်ဟောင်းတို့ဦးလည်းပြေ ရခိုင်ဝိုင်းရင်နိုင်ငံရေးသမားတဦးလည်းဖြစ်တဲ့ဥဖေတန်ပြောတာကတော့အရခတ်တက်တော်ရဲ့ခေါင်းဆောင်ပိုင်းဟာခေတ်ပညာတတ်လူငယ်တွေဖြစ်ပြီးတော့နိုင်ငံရေးအမြုံအမြင်စီယုံရေးစွန့်ရင်မြင်မာကြတယ်။အရင်တော်လည်ရေးအဆက်ဆက်ကြာရှုံးခဲ့ရတာကလည်းဒီအပိုင်းမှာအားနေခဲ့လို့ဖြစ်တယ်။ရခိုင်တို့ရဲ့နှစ်ပေါင်း၂၄၀တိုင်ကိုထီးကိုနန်းနဲ့နေခြင်းနဲ့မျောလင့်ချက်ဒါမှမဟုတ်ကိုဒေတာကိုပိုင်အုပ်ချုပ်ပိုင်ခွင့်ရခြင်းနဲ့ ဆန္ဒတွေအာတိတာတွေကိုအကောင့်ထဲပေါ်နိုင်တဲ့အခြေအနေကလည်းဖြစ်ပေါ်လာတဲ့အတွက် AA ရဲ့အောင်မြင်မှုဟာတရှိန်တို့တိုးတက်လာတယ်လို့ဆိုနိုင်ပါတယ်လို့ပြောပါတယ်။နောက်တစ်ခုကစည်ရေးပြူဟာကျွမ်းကျင်မှုဇွဲတက်တိရှိမှုတို့ဟာလည်းအဓိကအချက်ဖြစ်တယ်လို့မြင်ပါတယ်။ဒါကြောင့်အချိန်တို့တစ်နှစ်အတွင်းမှာမြို့ပေါင်းများစွာပြူဟာဂုံးတွေအပါအဝင်စစ်စခန်းများစွာနောက်ဆုံးနပခတိုင်းစစ်ဌာနချုပ်အထိတိမ့်ပိုက်နိုင်မှု တဖက်ရန်သူကိုခေါင်းမထောင်နိုင်အောင်ပြန်ပြီးတော့တိုက်စစ်ဖွင့်မလာနိုင်အောင်ကာကွယ်ထားနိုင်မှုဒါတွေဟာအမကန်းစစ်ရေးအောင်မြင်မှုတွေပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ပြည်သူတွေရဲ့ယုံကြည်မှုထောက်ခံအားပေးမှုတွေကပိုပြီးအားကောင်းလာတယ်လို့ပြောနိုင်ပါတယ်လို့ဥဖေတန်းကပြောဆိုထားပါတယ်။ စစ်စင်ရင်းနဲ့ဆက်ဆက်တဲ့မဟာဗျူဟာတွေကိုမြေပြင်တက်မှုတွေကစနစ်တကျစီစဉ်ကစစ်တီတော်တွေရဲ့တိုက်ခိုက်မှုစွန့်ရင်မြင်မှမှုအမိန်နာငယ်မှုစီရေးဗျူဟာကောင်းမွန်တာကြောင့်မြန်မာစစ်တပ်ဟာ AAC မှာနေမီတွေလက်လွတ်ပေးလိုက်ရတာလို့ပြောကြပါတယ်မြောက်ပိုင်းညီနောင်သုံးဘွဲဟာမြန်မာနိုင်ငံမှာအကြီးမားဆုံးစစ်စီရေးတစ်တုံများနှစ်ခုကို2023ခုနှစ်နိုဝင်ဘာလမှာစတင်ခဲ့ပါတယ် ဒီစစ်စီရင်တဲ့တဆက်သေးမှာပဲရခိုင်ဒေသမှာ2023ခုနှစ်နိုဝင်ဘာလကနေဒီကနေ့အထိတိုက်ပွဲတွေရှိနေပြီးတော့မြို့သိမ်းနယ်သိမ်းတိုက်ပွဲတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။2024ခုနှစ်ဇန်နဝါရီလမှာပလက်ဝနဲ့ပေါက်တော့ဖေဖော်ဝါရီလမှာကြောက်တော့မြောက်ဦးမင်းများနဲ့မြေပုံမတ်လမှာပုံနာကျုံရမ်းပြင်းနဲ့ရတိတောင်မေလမှာဘူဒီတောင်စက်တင်ဘာလမှာတန်တွဲဒီဇင်ဘာလမှာမောင်းတော့တောင်ကုတ်အန်ဂွားမြို့နယ်တို့ကိုတိမ့်ပိုက်ထားပြီးဖြစ်ပါတယ်။ ဒီအချိန်မှာတော့အေအေဟာအိန္ဒိယနယ်စပ်ပလဝါကနေဘင်္ဂါဒေ့ရှ်နယ်စပ်ရခိုင်ရိုးမှအစွန်ကွာအထိမြို့နယ်15ခုအထိ ထိန်းချုပ်ထားပါနေ။ဒါအပြင်အိန္ဒိယနိုင်ငံကြီးဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်အိန္ဒိယတို့နဲ့ကမ္ဘောဒီးယားဆက်ဆံရေးကိုတည်ဆောက်နေပြီးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကိုစတင်အကောင်အထည်ဖော်ကရခိုင်ပြည်ကိုဒီဖက်ဒိုအစိုးရအဖြစ်စီမံအုပ်ချုပ်နေပါတယ်။တော်လန်ရေးလက်တံ တစ်ဖက်မှာလည်းရခိုင်တို့ရဲ့တိမ့်ပိုက်နေမြင်တဲ့အချုပ်ချာအာဏာတည်တဲ့ခိုင်မြင်စီအတွက်နေပြည်တော်တိမ့်ပြီးရင်ထိန်းချုပ်ဖို့လိုပါတယ်တင်ထားပြီးသားနေမည်တွေဖယိုဖယဲကတောင်းကနေမဖြစ်ရအောင်မဟာဗျူဟာနီးဗျူဟာတွေနဲ့အေအေကောင်းဆောင်တွေကစီမံနေကြပါတယ်။ဒါ့အပြင်ရခိုင်လက်ကျန်မြို့တွေဖြစ်တဲ့မြို့တော်စစ်တွေနဲ့ကြောက်ဖြူမြို့တွေမှာတိုက်ပွဲတွေနေ့စဉ်ပြင်းထန်နေပါတယ်။တဆက်သေးမှာပဲအေအေဟာတော်လည်ကြီးလက်တံကို အပြင်ဖက်ရန်ဝန်စီချဲ့ထွင်နေတာတွေ့ရပါတယ်။ ဒီနေ့မှာတော့ AOD ပကူမကွေးစတဲ့ဗမာပြည်ရဲ့အတဲနှလုံးနေမြေတဲကိုစည်ရီလက်တန်းဆက်ပြီးဘျူဟာမြောက်ထိုးစစ်တွေဖော်ဆောင်နေပါတယ်။ AE နဲ့အတူပြည်မတော်လည်းအင်အားစုတွေဟာမကွေးတိုင်းငဖဲမြို့နယ်ပကူးတိုင်းဗရောင်းမြို့နယ်နဲ့ AOD တိုင်းရေကြီးလေးမျက်နာတာပေါင်းပသိမ်စတဲ့မြို့နယ်တွေမှာတိုက်ပွဲတွေဖြစ်နေပါတယ်။ဒီတော့အာရခတက်တော်ဟာရခိုင်ယူမရဲ့တစ်ဖက်ပြည်မဒေသကိုဘာကြောင့်စစ်ကြောင်းထိုးရှစ်ဆက်နေတာပါလဲ။ ရခိုင်နိုင်ငံရေးသမား ALD ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တူဖြစ်သူတူပြောတာကတော့အေးအေးရဲ့မူလဦးတည်ချက်ကရခိုင်နေရဲ့အချုပ်ချာအာဏာပါမိမိရဲ့အချုပ်ချာအာဏာတည်တတ်ဖို့ဆိုတာရန်သူကမိမိစီကိုပြောင်းမလဲနိုင်ဖို့အရေးကြီးတယ်အဲ့ဒါကနိုင်ငံရေးစီရင်မှအဓိကကြတယ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အဓိကပြဿနာကစစ်တပ်ကနိုင်ငံတော်ရဲ့အချုပ်ချာအာဏာကိုကင်တွယ်ထားတာအဲဒါကြောင့်ဘယ်တိုင်းရင်းသားဒေသမှာမဆိုပြည်ထောင်စုတရက်လုံးမလုံခြုံဘူးလို့ဆိုပါတယ် မြန်မာနိုင်ငံမှာဖက်ဆစ်စစ်တပ်အမြင့်ဖြတ်ဖို့နိုင်ငံရေးနယ်ပယ်ကနေဖယ်ထုတ်ဖို့လိုတယ်။စစ်တပ်ဟာနိုင်ငံရေးအောက်မှာရှိရမယ်။အဲ့လိုဖြစ်ဖို့ဆိုရင် အေအေဟာရခိုင်ပြည်ကိုအပြေးအဝထိမ်းပြီးရရင်ဆိုရင်တော့မှရခိုင်ပြည်နဲ့နင်နမိတ်ထိစပ်နေတဲ့မကွေးတိုင်း၊ပဲခူးတိုင်း၊အေရဝတီစတဲ့နေရာတွေကိုစစ်ရေးဖော်ဆောင်ဖို့လိုအပ်တယ်။ အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ရဲ့သွေးချင်းတွေပြည်သူလူထုတွေနဲ့တစ်ဖက်မှာဆက်အနာရှင်ကိုအမြင့်ဖြတ်ဖို့လိုအပ်နေချိန်မှာအေအေနေနဲ့ပူးပေါင်းအားပေးတာလို့ကျွန်တော်မြင်တယ်လို့ဆိုထားပါတယ်။တိုင်ရင်တိဆောက်တိဆောက်ရင်တိုင်အေအေဟာတိုင်ရင်တိဆောက်တဲ့ view ဟာနဲ့သွားနေပါတယ်။ထိန်းချုပ်နေရတွေမှာဒေတာဖွံ့ဖြိုးရေးတရားဥပဒေစိုးမိုးရေးစတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေပေးနေပါတယ်။ပြစည်းခဲ့တဲ့တံတားတွေကိုပြန်ဆောက်တာအဝေးပြေးလန်းကျင်းရွာချင်းဆက်လန်းနေပြန်ပြင်တာစတာတွေကိုတွေ့ရပါတယ် တင်ထားတဲ့မြို့တစ်မြို့မှာလက်မလွတ်ရအောင် လုံခြုံရေးအစီအမံတွေလုပ်ပါတယ်။ဒေသအုပ်ချုပ်ရေးအတွက်မူဝါဒရေးရာကျွမ်းကျင်သူတွေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့သွေးငုံပို့ကုန်လုပ်ငန်းအတွေ့အကြုံရှိသူတွေကိုလည်းပူးပေါင်းဆောင်ရွက်နေပါတယ်။ဒီနေ့ရခိုင်ပြည်ဟာ ULAA ရဲ့အုပ်ချုပ်မှုရန်ရာအောင်မှာကျန်းမာရေးပညာရေးအပါအဝင်ဌာနဆိုင်ရာတွေမှာ ရခိုင်ဝန်ထမ်းတွေဟာပုံမှန်အတိုင်းနေရာယူအလုပ်လုပ်နေကြပါပြီ။ စီပင်မိသက်အခွန်လာဝကစတဲ့အရင်ကရခိုင်လူမျိုးဌာနဆိုင်ရာဝန်ထမ်းတွေအာရခပြည်သူတော်လှန်ရေးအစိုးရနဲ့ပူးပေါင်းပြီးတော့ပြည်တော်တစ်ခီစတင်မောင်းနှင်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့အာရခပြည်ရဲ့ဌာနဆိုင်ရာယုံတွေမှာလုံလောက်တဲ့ဝန်ထမ်းအင်အားလူဦးရေလိုအပ်ချက်ကတော့ရှိနေသေးဖြစ်ပါတယ်။အုတ်ချုပ်ရေးပိုင်းမှာကျွန်တော်တို့နိုင်ငံမှာကအင်္ဂလိပ်ခင်မှာစနစ်အားကောင်းတော့သွားလို့ရတယ်။ အဲ့မှာမြန်မာမှာကိုနီကိုဟန်နဲ့ပြောင်းလဲပြီးလုံလိုက်တဲ့အခါမှာအုတ်ချုပ်ရည်မှာအမားတွေချစားမှုတွေများတယ်။ကျွန်တော်တို့နှစ်ပေါင်း80ကျော်ကအုတ်ချုပ်ရည်စနစ်အားနည်းချက်တွေအများကြီးဖြစ်တယ်။အဲ့ဒီမှာကောင်းတာတွေနဲ့လူကောင်းလူမွန်တွေကောင်းမွန်တွေဒေတာတွင်ဂုံတရင်ရှိသူတွေကိုစနစ်အနေနဲ့စံပြုတ်ပြီးတော့အုတ်ချုပ်မှုပုံစံပြောင်းပေးရမယ်။တချို့ဟာတွေကကာလတစ်ခုအထိအဟောင်းနဲ့အစ်စ်ကိုတွဲပြီးတော့ထားရမယ်။ အခွင့်အရေးသမားတွေကိုလည်းတတိထားကင်တွယ်ဖို့လိုပါလိမ့်မယ်လို့ရခိုင်နိုင်ငံရေးသမားတို့ကပြောပါတယ်။အေးဟာအာရခဒေတာနဲ့လူမျိုးစုမျိုးနွယ်စုရေးရာကော်မတီဖွဲ့ပြီးလူမှုအတိုင်းဝိုင်းတဟဇာတာဖြစ်ဖို့မြေပြင်မှာကွင်းစင်စည်းရုံးနေတယ်လို့ခမီးမျိုးတပ်မရမာကမန်ဒိုင်းနဲ့အပါအဝင် ချင်းမွတ်စလင်ဟိန္ဒူစတဲ့မတူကွဲပြားမှုနေထိုင်ခြင်းပုံစံကိုအလေးပေးတည်ဆောက်နေပါတယ်။ တစ်ဖက်မှာလည်းအေအေဟာဘင်္ဂလားဒေ့ရှ်နယ်စပ်မှာမွတ်စလင် ARSA လက်နက်ကိုင်တွေရဲ့အနေအကိုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။လွတ်လပ်ရေးကြေညာနိုင်မလား။လက်နက်ကိုင်တော်လှန်ရေးဟာဖိနှိပ်ခံဘဝကလွတ်မြောက်စီပြီးအချုပ်ချာအာဏာတိဆောက်ရာမှာအတုံးဝင်နေလို့ရခိုင်ပြည်သူတို့ကနားလဲပြီးအေအေကိုတခဲနဲ့ထောက်ခံအားပေးခဲ့ကြပါတယ်။ AA ဟာအခြားတိုင်းရင်းသားတွေထက်နိုင်ငံရေးမျှော်လင့်ချက်ကြီးမြင့်ပြီးတော့ Confederation ဒါမှမဟုတ်တခြားအချုပ်အခြာအာဏာပိုင်တိုင်းပြည်ကိုလူလာတယ်လို့ပြောဆိုမှုတွေကြောင့်ရခိုင်လူတို့တွေအကြိုက်တွေပါတယ်။တစ်ဖက်မှာလည်း AA နဲ့ NASA ကတော့နိုင်ငံရေးငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့အသင့်ရှိတယ်လို့မကြာခဏထုတ်ပြောထားပါတယ်။ဆိုတော့ NASA ကနဲ့ AA တို့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာဘယ်အချိန်ကာလမှာဖြစ်ပေါ်လာနိုင်တယ်လဲဆိုတဲ့အပေါ်မှာ နိုင်ငံရေးနဲ့ပတ်သက်လို့ဒီနိုင်ငံကမခွဲထွက်ဘူး Confederations နဲ့ကိုလိုထားတယ်ဆိုတာကို ULAA ရဲ့သဘောထားကိုပြောထားပြီးဖြစ်တယ်။ဒါအပြင် မကြသေးခင်ကလည်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အသင့်ရှိတယ်ဆိုပြီးကြေညာထားပါတယ်။ဒါပေမဲ့ NASA ကကအတိမတ်မပြုဘဲအရက်သားတွေနေထိုင်တဲ့နေရာတွေကိုနေ့စဉ်လေရင်နဲ့ပုံကျဲတာ၊ရွာတွေကိုမီးရှို့တာ၊ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တာဒါတွေကိုပဲလုပ်နေပါတယ်။ ဒါတွေဟာလည်းတစ်ဖက်မှာငြိမ်းချမ်းရေးဆွေးနွေးနိုင်မှုလမ်းစနဲ့ဝေးကွာစေပါတယ်လို့ဥဖေတန်းကပြောဆိုထားပါတယ်။နောက်ပြီးတော့ကျွန်တော်မြင်တာကတော့ဆွေးနွေးစည်းစနာဆွေးနွေးတဲ့အခါမှာလည်းကြိုတင်ကတ်သက်ချက်တွေမရှိဘူး။ဒန်းတူရီတူလေးလေးစားစားဆက်ဆက်မှုလိုပါတယ်။ဥပမာလက်နဲ့ဆွရမယ်၂008ဖွဲ့စည်းပုံအောက်ကသွားရမယ်ဆိုတာတွေကအလုံးမဖြစ်ပါဘူး။ဒီနေ့လက်ရှိအခြေအနေကတိုင်းရင်းသားတွေရဲ့ရပိုင်권ကိုရက်စဲနေရမယ့်အချိန်မဟုတ်ပါဘူးလို့သူကပြောပါတယ်။အေးအေးဖြစ်ကြော်ရမယ့်အစိန်ခေါ်မှုတွေ ဒီကနေ့ရခိုင်ပြည်ဟာစစ်ရေးအာဏာမှုကလွဲပြီးစီးပွားရေးလူမှုရေးအပြောင်းအလဲအမျိုးမျိုးအခက်အခဲအကျက်တဲများစွာကိုပြည်သူတွေခံစားနေကြရပါတယ်။နေ့စဉ်နဲ့အမျှဖြစ်နေတဲ့တိုက်ပွဲတွေနဲ့လေကြောင်းအန္တရာယ်ကလည်းပြည်သူတွေရဲ့စိတ်ကိုချိန်ချောက်လျက်ရှိနေပါတယ်။ဒေတာကိုကိုပိုင်အုပ်ချုပ်စီမံနေတဲ့ ULAE ရဲ့အခန်းကဏ္ဍလုံနိုင်စွမ်းရည်ကအဓိကကြပါတယ်။ ပြည်တွင်းကိုပုံမှန်ကုန်စည်စစ်ဆင်မှုအားကောင်းနဲ့တင့်တင့်နဲ့ကုန်စည်နှုန်းနဲ့ communication ဖုန်းအင်တာနက်သုံးဆွဲခွင့်တွေစတာတွေရဖို့အတွက်ပြည်သူတွေမျှော်လင့်နေကြပါတယ်ဒါအပြင်ကျေပြက်လာတဲ့နေမီထိန်းချုပ်မှုအောင်မှာပြည်သူတွေလုံခြုံရေးအတွက်ကာကွယ်ရေးအစီအမံတွေလှုပ်ဆောင်ရမှာလဲအေအေအတွက်စိန်ခေါ်မှုတွေရှိနေပါတယ်။ဒါတွေရတော့16နှစ်သားအာရခတ်တပ်တော်ရဲ့တော်လှန်ရေးဖြစ်တည်မှုတွေအောင်မြင်မှုတွေစစ်ရေးနိုင်ငံရေးငြိမ်းချမ်းရေးစတဲ့အကြောင်းအရာတွေကိုတင်ပြခဲ့တာပဲဖြစ်ပါတယ်။ တကယ်လို့ရခိုင်ကလက်ကျန်မျိုးတွေဖြစ်တဲ့စစ်တွေကြောက်ဖြူမျိုးတွေကိုတင်းနိုင်သွားရင်အေအေဟာအာရခပြည်တော်တစ်အဖြစ်လွတ်လပ်ရေးတင်ကြဖို့လမ်းစုံလမ်းကွာတနေရာကိုရောက်လာပြီလို့သုံးသပ်သူတွေလည်းရှိပါတယ်။ဒါကြောင့်အေအေရဲ့တော်လှန်ရေးဟာတီးခြားလွတ်လပ်တဲ့နိုင်ငံဖြစ်လာမလား၊ကွန်ဖက်ဒရိတ်ပြည်အဖြစ်ပေါ်လာမလားဆိုတာကိုစောင့်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်။ဒီတင်ပြချက်အပေါ်မှာကြည့်ရှုသူမိတ်ဆွေတို့အနေနဲ့ကဘယ်လိုထင်မြင်ယူဆကြပါသလဲ။ comment တွေကနေတစ်ဆင့်အမျှဝေပေးခဲ့ကြပါအောင်အခုလိုကြည့်ရှုလေ့လာကြရတဲ့များလာတဲ့ online platform ပေါ်မှာကျမတို့ရဲ့ channel ကိုအချိန်ပေးပြီးဝင်ရောက်ကြည့်ရှုသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်